Blitz ကိုစောင့်မျှော်နေတဲ့သူတွေအတွက်ဒီနေ့မှာတော့အပိုင်21နဲ့22ကို recap ပြတော့မှာဖြစ်ပါတယ်။ကြားရမှာအချင်းနဲ့အရန်ကြာသွားတဲ့အတွက်လည်းအားလုံးကိုတောင်းပန်ချင်ပါတယ်။ဆိုတော့ဇလန်းလေးကိုစားလိုက်အောင်။အပိုင်21ရဲ့အစမှာတော့စီချောင်းလေးကနေအသက်လူပြေးနေရတဲ့အချီကိုတို့အဖွဲ့ကိုတွေ့ရမှာပါ။စီချောင်းကြီးထိတာနဲ့ရှစ်သမျှစွန့်ရင်အကုန်ဆဲဆုခံရမယ့်အရေးဖြစ်တာကြောင့်သူတို့တိုက်လိုက်နောက်တော့လှည့်မကြည့်တော့ပဲဖနှောက်နဲ့တင်မှာတသားတဲ့ကြောင့်ပြီးရပါတော့တယ်ဖြစ်ချင်တော့ဒီချိန်မှာယာရုတယောက်စီချောင်းကြီးဆဲဆုတာခံလိုက်ရလို့ဒုက္ခရောက်ရပါပြီ နဂိုအားမဗျာများနေရတဲ့အထက်ရာရီအကျေးဇူးနဲ့ပိုဗျာများသွားတဲ့အချီကိုတို့လေသူဘလိုလိုက်ကြရမလဲစဉ်းစားရပါတယ်အကုန်ဒုက္ခရောက်နေတော့မှာဝင်ခဲ့ပြီးတဲ့သူကတော့လူတန်ကြီးစာတို့ပါစာတို့လည်းဘာတစ်ခုမှမပြောဘဲစီချောင်းကြီးဆွဲထားတဲ့ရာရူရဲ့အင်ကြီးကိုဆွဲပြက်လိုက်ပြီးရာရူကိုတက်ပြီးပါတယ်အစပိုင်းတော့လွတ်လောက်မယ်ထင်လိုက်တာပါဒါပေမဲ့ကန်ဆိုးရှင်တော့ဒီနေ့ရေစီချောင်းကြီးက9ရက်တစ်ကြိမ်တက်စင်နေနေပါဒါကြောင့်စီချောင်းကြီးတွေကဆွဲနေထွက်လာပြီးတန့်စင်မှုအချီကိုတို့နောက်ကိုလိုက်ပါတယ်သူတို့လည်းတကြိုးတည်းပြေးရပြန်ပါတယ်အကောင်ဆုံးမာရိုတန်တမားတွေအဖြစ်ပြေးနေပြီမဲ့လွတ်ဖို့တော့လွယ်မနေခဲ့ပါဘူး ဲ့ဒီနောက်ဆာမလီလည်းသူ့စမ်းနေသုံးပြီးအားလုံးကိုကဲတင်နိုင်ဖို့စီချောင်းကြီးကိုတွန်းတုပ်ပစ်တာသူတို့ပဲစီချောင်းပြင်ကိုရောက်သွားကြပါပြီဆာမလီရဲ့ကျေးဇူးနဲ့အားလုံးလည်းအသက်ပြေးကနေလွတ်လာကြပါတယ်အင်ကြီးပြဲသွားလဲဘာမှမဖြစ်ငါမှနောက်တစ်စုံပါမင်းတို့ကောင်းနေလို့မဟုတ်ဘူးကွာအေးပါကွာ ဒါပေမဲ့ဆန်အောင်မလီကတော့ကြောင်မဲမကြီးစီမှာမစင်မချင်းလုံးလို့ဆိုပြီးအဆုခံရပါတယ်။ဒါပေမဲ့ဘေးကတငယ်ချင်းတွေကဝိုင်းကကွယ်ပေးလိုက်တာကြောင့်ဆက်တော့အဆုမခံရတော့ပါဘူး။အမောပြေသွားပြီးတဲ့အချိန်မှာတော့သူတို့တငယ်ချင်းတစုဘယ်ရောက်နေလဲလို့ပြန်ကြည့်ကြပါတယ်။သူတို့ရောက်နေတာကတော့တင်မင်းနေနေတဲ့ဆယ်ရွာအပြင်ဘက်ကဝင်းကြီးရွာလေးတွေ့ရမှာပါ။ဝင်းကြီးရွာလေးဆိုပေမဲ့ဒီဒေသကဝင်းကြီးတွေကတော်လေးစင်းရဲနွမ်းပါသူဖြစ်ပြီးတင်မင်းနေပြီးတစ်ဖက်ကိုလည်းကုသန်းသောက်ကွင်းမရှိကြတဲ့သူတွေပါ။ကြောင်မဲမလီကလည်းအဝေးမှမြင်နေရတဲ့လေဘော်ဝိုင်းနေတဲ့ဒတိုင်းကြီးတွေကြောင့်ပြည်သူတွေနေမြေတွေဖျက်မရတာလို့ပြောပါတယ်။အချီကူကတော့လေဘော်ဝိုင်းနေတာပဲကိုဒီတိုင်းဖျက်လိုက်ရင်ရပြီဆို ပြီးအယူတွေးလေးနဲ့တပတ်နေစီကိုပြေးတော့ပါပြီ။ရေပေါ်ဝဲနေတာကိုမကြခင်ဒီတိုင်းဖြက်လိုက်ရနေတာပဲ။ဟာငါ genius တယောက်ပဲ။ emotional damage ဖြစ်ချင်တော့ကိစ္စတွေကသူထင်တယ်လို့ယူရှင်းမနေပါဘူးအကြောင်းကတော့ဒရိုင်းတွေကဖြတ်ဖို့ကြိုးစားတဲ့သူရှိမှပြုတ်ကျလာပြီးနေဆက်တွေကိုကောင်းဝေထားတာဖြစ်လို့ပါဒရိုင်းတွေကျလာရတဲ့အတူတူခေးဆောင်ကြီးဂျီကန်ဘိုးလည်းရောက်လာပါတယ်သူကတော့တင်မင်းနေတယ်မှာပါတကယ်အင်အားကြီးတင်မင်းတယောက်ဖြစ်ပြီးဂျိုင်းအကြီးဆိုလည်းမမားပါဘူးဂျီကဘိုးလည်းနေဆက်ကိုဖြတ်သွားခြင်းသူ့ကိုနိုင်မှာခွင့်ပြုမယ်လို့ပြောပါတယ်အကြောင်းမမလေးကတော့ဂျီကန်ဘိုးဆိုတာနှစ်300အတွင်းပြန်ပြန်မထားခဲ့တဲ့ခေးဆောင်တင်မင်းကြီးဖြစ်တယ်ဆိုတာသိတာကြောင့်ဒရိုင်းတိုက်တာကမဖြစ်နိုင်ဘူးလို့တွေးပါတယ်ဒါပေမဲ့ငတုံးအီချီကတော့ဒရိုင်းရဲ့ပဲတိုက်ချင်တာပါသူတွေမကပါဘူး ူငယ်ချင်းတွေကပါသူ့လိုလိုက်တုံးပြီးအတူတူတိုက်မယ်လို့ပါတယ်ဒါပေမဲ့ဂျီကန်ဘိုကမြေအတားနဲ့ကားလိုက်ပြီးဘိုင်ဝမ်ဆွဲနေတော့ဝင်မရှုပ်ရတာစီးမင်းမဲ့ဖြစ်တာကြောင့်ဘသူမှဝင်ရှုပ်လို့မရတော့ပါဘူးအီချီကိုရဲ့တငယ်ချင်းတွေကလည်းသူ့ကိုဝိုင်းပြီးစိတ်မူနေကြပါတယ်ဒါပေမဲ့သူတို့မသိတာကတော့အီချီကိုကသူနီးသူဟန်နဲ့သူပုံပြီးအစွမ်းထက်လာတယ်ဆိုတာကိုပါတကယ်လည်းအချင်းရှင်ချတဲ့အချိန်မှာတော့ဂျီကန်ဘိုရဲ့ဘသူမှမတားနိုင်တဲ့တက်ခိုက်ချက်တွေမှန်သမျှငပိလေးအီချီကိုကအလွယ်လေးနဲ့ကပြစ်နိုင်ပါတယ်ဒါကြောင့်အားလုံးကလည်းအံ့ဩသွားကြပါတယ်ခဏကြာမှတော့အီချီကိုလည်းဓာတ်ဆွဲထုတ်ပြီးတံမြက်တိုက်စစ်စင်ပါတယ်အားလုံးကလည်းအီချီကိုတိုက်ပွဲမှာနိုင်မလို့မထင်ထား ကြပါဘူးဒါပေမဲ့အီချီကူကတော့တိုက်ပွဲမှာတကယ်နိုင်သွားပြီးတစ်ချက်ချင်းနဲ့တောင်ဂျီကန်ဘွဲပစိန်ကိုချုပ်ပြစ်နိုင်လိုက်ပါသေးတယ်ပစိန်ချိုးသွားလို့ကလေးတယောက်လိုဝမ်းနေသွားတဲ့ကိုလူတန်းကြီးလည်းငိုပါပြီအီချီကူလည်းသူ့ရန်သူကသူ့ရှိမှငိုနေတော့ဘာပြောမှမသိလို့ပြောမိပြောရနဲ့ထားနေသေးလိုက်ပါတယ်လူတန်းကြီးကလည်းသူ့ကိုနှစ်သိမ့်ပေးတဲ့အီချီကူကိုအထင်နဲ့စစ်ကြည့်သွားပြီးအရှုံးပေးလိုက်ပါတယ် ဲ့ဒီနောက်ကိုလူသန်ကြီးတယောက်လည်းတကားကိုဖွင့်ပေးလိုက်ပါတယ်။အလုံးကလည်းဒလားဆိုတစ်ဖက်ကိုကုလို့ရပြီလို့ထင်လိုက်တာပါ။ဒါပေမဲ့မရသေးပါဘူး။အเจ้าကတော့ကန်ဆိုးသွားတဲ့ဂိတ်ဆောင်လေးယောက်ရဲ့ခေါင်းဆောင်တင်မင်းရောက်လာလို့ပါ။သူ့နာမည်ကတော့ဂင်မ။ဂင်ကလည်းဂိတ်ဆောင်ဆိုတာမတိမချင်းအရှုံးမပေးရဘူး။တတိုင်းနဲ့ဂိတ်တကားဆိုတာဖွင့်ပေးဖို့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ကိုလူကိုတော့ပြန်ပဒနာရတဲ့ဂင်ကိုအီချီကူကတော့ကြည့်မရတော့ပါဘူး။ဒါပေမဲ့ဂင်ဆိုတာကငကိုကလေးကတည်းကအစွမ်းထက်ဆုံးတင်မင်းတစ်ပါးတည်းကတယောက်ပါ။ ခင်သာတက်ချင်ရင်ဣချီကိုတစ်ချက်တည်းနဲ့တက်ပြလို့ရရဲဆိုတာသိတဲ့ကြောင်မာလေးကလည်းဣချီကိုလှန်တလိုက်ပါတယ်ခင်ကတော့သူနဲ့ရမ်းပြချင်တဲ့ဣချီကိုရဲ့နာမည်ကြားတာနဲ့ပုံစံတစ်မျိုးဖြစ်သွားပါတယ်ကြည့်ရတာဣချီကိုနဲ့ပတ်သက်လို့တင်မိနေကြမှာတခုခုနာမည်ကြည့်ရတာရှိထားပုံပါပဲခင်ကလည်းဣချီကိုအတိတ်တက်ဖို့စဉ်းစားထားတာကနေစိတ်ပြောင်းသွားပြီးသူတရဲ့အစွမ်းနဲ့တွင်မဲ့တိထုတ်ပြလိုက်ပါတယ်သူတအစွမ်းကဣချီကိုရဲ့လူတန်ကြီးကိုပါထိသွားတာဖြစ်တာကြောင့်နှစ်ယောက်လုံးအဝေးကိုလွတ်ထွက်သွားပြီးတကားကြီးလည်းပြန်ပေးသွားပါတယ်လူတန်ကြီးကတော့သတိပါလွတ်သားတာပါ အီချီကိုတော့အဖွဲတဲ့သူအတိုက်ခဲနေရလို့စိတ်ရင်နေတော့မှာပဲဝင်းကြီးရွာကရွာသားတွေကရောက်လာပါတယ်။ကြောင်မာလီကတော့အဲ့ရွာသားတွေကသူတို့ကိုရန်ပြူးကျင်တာလို့ထင်တာပါ။ဒါကြောင့်သူတို့ကတော့တိုက်ဖို့ပြင်ဆင်ထားပါသေးတယ်။ဒါပေမဲ့ရွာသားတွေကသူတို့ကိုမတိုက်ပါဘူး။သူတို့အနေနဲ့သူတို့ကိုသူရဲကောင်းတယောက်ဖြစ်ကျူးစွတယ်ဆိုပြီးတော့ကျူးစွကြသေးတာပါ။အမှန်တော့အဲ့ဒီရွာလေးကတင်မင်းနေအနိုင်ကျင့်တာခံနေရတဲ့ရွာငယ်လေးပါ။အဲ့လိုအနိုင်ကျင့်တဲ့တင်မင်းနေစီကနေကောက်ွယ်ပေးထားသူကတော့ကိုလူတန်ကြီးပဲဖြစ်ပါတယ်။အခုလဲအီချီကိုကကိုလူတန်ကြီးဘက်ကနေမခံမရနိုင်ဖြစ်နေတာကိုမြင်သွားတာကြောင့်သူတို့ကသဘောကျနေကြတာပါ။ ဆောင်မလီလည်းကျင်လုံးလိုက်လို့ဒဏ်ရာသွားတဲ့ကုလူတန်ကြီးကိုသူ့ဆွမ်းနေနဲ့ကူပေးပါတယ်။အချီကုံကတုံးကတော့ဆောင်မလီကိုဘယ်ကနေအစွမ်းနေရရလဲဆိုပြီးအံ့ဩနေတာပါ။ဒီချိန်သူတို့နားကိုရှစ်ပါတာလို့ခေါ်တဲ့ဝင်းကြီးကလေးလေးရောက်လာပါတယ်။သူကတော့စာတို့ရဲ့အိမ်မွေးငယ်ဖြစ်မှုတဲ့သူပါ။ ။စာရုဆိုတာကလူကောင်ကြီးကိုပြောတာပါ။စာရုလည်းငှက်ပေါက်လေးနဲ့လမ်းလျှောက်ထွက်ပြီးစကားတွေအများကြီးပြောပြကြပါတယ်။ငှက်ပေါက်လေးနဲ့လမ်းလျှောက်ထွက်ရင်စာရုတိလိုက်ရတာကတော့ဝိညာဉ်လောကမှာရှိတဲ့မိသားစုဆိုတာတွေးသားတော်ဆက်လို့မဟုတ်ပဲတိမ်နေရှိနေုံနဲ့တင်မိသားစုဖြစ်တယ်ဆိုတာကိုပါ။ငှက်ပေါက်လေးကလည်းအခုတည်းကအမေရင်းကိုရှာနေတော့မဲ့ဆိုပေမဲ့မတွေ့သေးပါဘူး။ဒါကြောင့်လမ်းလျှောက်မလို့တောင်ဖြစ်နေပါပြီ။ဒါကိုမြင်လိုက်ရတဲ့စာရုကလည်းကလေးကိုအားပေးတဲ့အနေနဲ့သူဆိုရင်လည်းလုံးဝလမ်းမလျှောက်သလိုသူတငယ်ချင်းတွေကလည်းလမ်းလျှောက်ရတဲ့သူမဟုတ်ကြောင်းပြောပြပါရတယ်။စာရုရဲ့အားပေးစကားတွေကြောင့်ငှက်ပေါက်လေးကလည်းချိန်နေသွားပါတယ်။ညနေချိန်မှာတော့စာရုလည်းအီချီကို ို့ရှိတဲ့ရွာသူကြီးအိမ်ကိုတိုက်ခိုက်ဖို့ပြန်လာပါတယ်။ရွာသူကြီးနဲ့သူတို့ကတော့ဆက်ဆံရေးကပြပြလေးလေးပါပဲ။ဒါပေမဲ့ဂန်ဂျူဆိုတဲ့သူရောက်လာတဲ့အချိန်မှာတော့အဆင်မပြေဖြစ်ကုန်ပါတယ်။ဂန်ဂျူကတော့တကူတော်အတိမတ်ပြုခွန်ပုတ်တီအများကြီးနဲ့ကိုလီထွားပါ။ဒီကိုလီထွားကတင်မင်းမုံတီသူဆိုလည်းမမားပါဘူး။တင်မင်းမုံတီသူကြီးဂန်ဂျူကလည်းအချီကိုကိုမြင်လာတဲ့စိတ်တွေထွားကြလာပြီးရန်နေထလို့ပါတော့တယ်။အချီကိုဆိုတာလည်းရန်ကိုရန်လေးနဲ့မှမတုတ်ပြန်ရရင်အိတ်မပြောတဲ့သူမျိုးပါ။ဒါကြောင့်သူတို့နှစ်ယောက်ကြာပြဿနာတွေထပ်တက်ပြီးတိုက်ပွဲတွေထပ်ဖြစ်ပါတယ်။ ဖြစ်ကျင်တော့သူတို့နှစ်ယောက်တိုက်တော့မလို့ဖြစ်နေတာကိုတိုက်ရမယ်ဆိုတဲ့တငယ်ချင်းအုပ်စုကလည်းတိုက်ရတဲ့ကောင်တွေမဟုတ်ပါဘူးပုစုရာကအချီကူကိုတောင်းသူ့ရဲ့တင်မီတာကြီးပေးလိုက်ပါတယ်ဒီလိုနဲ့သူတို့ကြတိုက်ပွဲဖြစ်ပါပြီတင်မီတာကြီးနဲ့ကျန်းတော့မယ်လို့ထင်ရတဲ့အချီကူကတော့မကျန်းနိုင်ခင်မှာပဲသူသားကြီးကမြေကြီးထဲကိုနှိမ့်ဝင်သွားလို့လက်နက်မဲ့သွားပါတယ်အခုကတော့ဂန်ဂျူကအီချီကိုကိုနောက်ဆုံးပွဲသင်းတိုက်ချက်နဲ့ပွဲသင်းတော့မှာပါသူ့ရဲ့ပွဲသင်းတိုက်ချက်ကိုတိုက်ဖို့ပြေးလာနေတဲ့အချိန်မှာပဲ သူ့လိုတော့ဝက်စီသမားတွေတဲလာတဲ့နိုင်ကြီးကကိုနိုင်ရဲ့လမ်းထမြည်ပါတယ်။ခန်ယူကလည်းဘာလို့မှမသိပေမဲ့အဲ့ဒီနှုတ်ဆက်နိုင်ကြီးကိုကြားတာနဲ့ပြာရခက်ကုန်ပြီးတနေရာကိုပြန်ရမယ်ဆိုပြီးထားလုပ်ပါတယ်။သူဘာပြစ်သွားတာလဲဘယ်သွားမယ်ဆိုတာကိုသိချင်တဲ့ဆိုရင်တော့နောက်ပိုင်းကိုပဲစောင့်မျှော်ကြည့်ကြဖို့အကြံပေးချင်ပါတယ်။ကျွန်တော်ရဲ့ channel လေးက Blade episode တွေ Mr. Bean episode တွေနဲ့ movie တွေကိုတင်ပြနေတဲ့ channel လေးဖြစ်ပါတယ်။ဒါကြောင့် channel လေးကိုကြိုက်နေတဲ့ရင် subscribe လုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။